ဟေယောလုံးပဲမင်္ဂလာမနက်ခင်ပါအော်တိုဘာလာစငါးရက်နေရမနက်ပါရထူထရီမြကုပထမဆုံးလူရင်တူရှင်တင်ဆက်တော့ပါဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်အော်တိုဘလတ်စတုံးရနေတွေတနင်္သာရီတိုင်းထဝေမြုပ်နေမောင်မင်းဆောင်ကျေးရွာအတွင်းရှိအမတ300နှစ်တိတ်ရှိမှလက်နက်ခေယံပူဆောင်ရန်ထွက်လာတော့ အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကဂျပ်ဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထူတိတ်ခိတ်မှုအတွင်အကြပ်ဖက်စစ်ကောင်စီစစ်ခွေးဖက်မှ၅ကောင်ခွေးတေဝတ်တီတီဆုံးခဲ့ပြီးဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLAE ဒူယကစစ်ကြောင်းမှတော်လှန်ရေးရေးပုံများအထူးအခိတ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကောင်လေးတေတတင်းနောက်တင်းအာဆီယံအနေဖြင့်မြန်မာစစ်တပ်စုဤရွေးကောက်ပွဲကိုပြပြတတာငင်းပေရန်မလေးရှားနဲ့ ထိုင်းနိုင်ငံချဲရဲဝင်ကြီးဟောင်းတို့ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကအောက်တိုဘာ14ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်တိတ်တွင်းလိုက်ပါတယ်။အစူပါကြေညာချက်ကိုမလေးရှားနိုင်ငံချဲရဲဝင်ကြီးဟောင်းဒါတူစရင်ဆိုင်ဖူဒင်းအက်ဒူလာ ထိုင်းနိုင်ငံနိုင်ငံချဲ့ရဲဝန်ကြီးဟောင်းခွန်ကစစ်ပီရိုမြန်နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအောက်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြောက်တွင်ပြုတ်လောက်မိ၄စက္ကန့်ချင်းမြုပ် ASEAN အစီအဝေးတွင်စစ်အုပ်စု၏အထူးရောင်ရွေးကောက်ပွဲကိုပြပြတတငင်းပေးရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာမြပြန်လည်တုံးသက်တတ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည် လာမယ့်အစည်းအဝေးမှာဘလို့ဆုံးဖြတ်ကြမလဲဆုတောင်းကြပါအာဆီယံနိုင်ငံတွေကကန့်ကွက်ရင်တော့စစ်ကောင်စီစစ်ခွေးတွေအတွက်ကတော့ငုံစရာပွေဖြစ်မှာပါကျွန်တော်တို့ဘက်မှာတော့အောင်မြင်မှုပေါ့ကွာကန့်ကွက်နိုင်ခဲ့ရင်တော့ကောင်းလိတ်တဲ့တတင်းတော့တတင်းဒေါ်လာအနုပညာရှင်ဒေါင်းရဲ့အော်စတြေးလျဖြုတ်ပြပွဲတွေကနေအော်စတြေးလျဒေါ်လာတသိန်းသုံးသောင်းကျော်ရရှိခဲ့ပြီးအလှငွေတွေကိုပို့ဆောင်ပြီးသွားပြီလို့ဒေါင်းအော်စတြေးလျထော်2025ကအတည်ပြုထားပါတယ် အလုံးကိုအတိပေးထားတယ်လို့ပဲ concept ကဝင်ငွေကူးစေရခိုင်တုံးတွန်လှန်ရဲ့အတွက်ထုတ်ပုပေးဆောင်မှာဖြစ်ပြီးတစေရခိုင်တုံးကတော့ NUG ရဲ့တရင်ထုတ်ပြန်ရဲ့ media နဲ့ဤပညာအဖွဲ့ကိုပေးအပ်မှာပါလို့ထုတ်ပုပြုံးလို့မဲ့နေရာတွေကိုရေးသားထားပါတယ်။ Australia နိုင်ငံရဲ့မြို့သုံးမြို့ဖြစ်တဲ့ Sydney, Melbourne နဲ့ Brisbane တို့မှာ Donka တကူတော်ဖြိုဖြီးပွေးတွေ့ ပရိသတ်နဲ့ရုပ်ရှင်အတူကြည့်တဲ့အစီအစဉ်အပါအဝင်ဘလုံးပွဲတွေမှာလည်းပါဝင်ပေးခဲ့တယ်လို့သိရှိရပါတယ်။တသိန်းတုံးတောင်းနော်အကုန်လုံးလိုတာဒါလေးဆက်ရှာကောင်းတဲ့ဒေါင်ကျေးဇူးများကြည့်ဒီမှာတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကောင်းလေးတဲ့တတင်းတော့တတင်းစကိုင်းတိုင်းမူရမြုံမှာဖျားပွဲပြန်လာသူတွေကိုစစ်ကောင်စီတပ်ကပေါ်တာဆွေးဖမ်းဆီးလို့လူငယ်အမြအပြဖမ်းဆီးခံလိုက်ရကြောင်းမြုပ်ခန့်တွေကပြောပါတယ်။ အော်တိုဘတ်တုံးရညရှိနိုင်ခန့်ကမုံရမြုပ်ကန္နာလမ်းပါစစ်ကောင်စီတက်ကအင်းစီကငါစီနဲ့ဆူတောင်းပြီးဖျားပွေးကစတိတ်ရှူပွေးကနေပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွေဖန်စီတွားကြောင်ဒေတာခန့်တွေနဲ့မုံရကစစ်ကောင်စီတက်ဖန်စီမှုတွေကင်းထုတ်နေတဲ့မုံရရော information အဖွဲ့ကပြောပါတယ်မနေ့ညကကန္နာလမ်းပါပီတူ32ရောက်ခပ်မှန်ပါသွားတယ်လို့ကြားတယ်လို့မုံရရော information အဖွဲ့တူကပြောဆိုထားပါတယ် စစ်ကောင်စီကပြောလို့တဲ့ပွဲဖြစ်ပါတယ်။စတေရှူပွဲကိုကြီးစုသူလူတွေလည်းအများကြီးဖြစ်တယ်လို့သိရှိရပါတယ်။တပုံမှမြင်တဲ့အတိုင်းပဲ။ဒီလောက်မှုရဖက်မှာတိတ်ပွဲတွေဖြစ်နေတဲ့ချိန်မှာတချို့လူတွေပါမတိဘူးမတိတွေအများကြီးပဲတော့မှုရပါလဲဒီမှာကြည့်ကြပါဦး။အအိုဘကမ်ဘောဆာဘတ်အကုံလုံးပါတော့ရင်ကောင်းမှာ။ပွေးသွားချင်ကြအောင်။ကောင်းလိုက်တဲ့တဒင်းတော့တဒင်း။မန္တလေးတိုင်းတပိတ်ချင်းမြုပ်နေမန္တလေးမူကောက်လမ်းပေါ်က ဖိုတိုလန်စုံကိုပြန်လေတင်းပိတ်နိုင်ဖို့စစ်တောက်စုကလေချောင်းလက်နက်ကြီးနဲ့ဒရုန်းပစ်ကူတွေတုံးကာဒုစစ်စစ်နေပြီးတပတ်တိတ်ပွဲတွေပင်းထန်နေတယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။မူကောက်မန်လေးကလန်ပေါ်ပြန်လေချေချက်နိုင်ဖို့နဲ့အေဒီလန်ကျော့ပေါ်ကအချက်အချာနေရာဖြစ်တဲ့ဖိုတိုလန်စုံကို ပြန်ရဖို့စစ်တောက်စုကကြိုးစားနေတာလက်ချီနေပြီဖြစ်ပြီး လက်ရှိအောက်တိုဘာ14ရက်မှာတော့စီတောက်စုတွေဖို့တိုလန်စုံအထိရောက်ရှိလာပြီလို့ဆိုပါတယ်ဖို့တိုလန်အကျော်ဖို့တိုကိတ်အကျော်ဇယက်ကွန်ဖက်ကူစင်ဒက်လမ်ဖက်ကူစကစကထူဖို့နိုင်ပြီလို့တိုလန်ရဲ့တပ်ဖွဲ့ဝင်တရင်ကြီးမိတအူကပြောဆိုထားပါတယ်ကျွန်တော်တို့တိုလန်ရဲ့ရေးပေါ်တွေကလက်နက်ခေယမ်းတွေမလုံလောက်လောက်ဖြစ်နေတင်တယ်နောက်တရင် စကိုင်းတိုင်းဒီဘေးကြီးမြောက်ကို PDF များကပိတ်ဆို့ထားသဖြင့်စစ်တပ်ကလေကြောင်းမှသာလက်နက်ကြီးရနဲ့ရိတ်ခါများပူးဆောင်နေကြောင်းသိရှိရပါတယ်။2024ခုနှစ်ဩဂတ်စ၁ရက်ကစစ်နွေးခေတ်တော်ဒီဘေးကြီးမြောက်တင်းတိတ်ပွဲပြီးသည့်နောက်ပိုင်းမှစ၍ရင်းမြောက်ကို PDF ကဝိုင်းဝန်းပိတ်ဆို့ထားရာမြောက်ပေါ်စီစစ်ခွေးများအတွက်လက်နက်ကြီးရနဲ့ရိတ်ခါများပူးဆောင်ရာတွင်မြေပြင်စစ်ကြောင်းထူး၍ ပူဆောင်ချင်းမပြုတ်တော့ကြောင်ပြီးတုကကွေရဲ့အဖွဲဒီဘေးမြုပ်နေထိုင်ကဒီစီရပါတယ်။မင်းပင်ကဘာမှပူလို့မရဘူး။ကျွန်တော်တို့ပိတ်ဆုထားတာတနစ်ကြော်ပြီ။လေကြောင်းကနဲ့ဘေးဆေးဝါတော့ရိတ်ခါတော့ခေရန်တွေလာချက်ပေးတယ်။ဒီဘေးမြုပ်ပေါ်ကအထိုင်စခန်းတွေကိုချက်ပေးတာဟုပြီးတုကကွေရဲ့အဖွဲဒီဘေးမြုပ်နေတာဝန်ခံကပြောဆိုထားပါတယ်။တူတောက်ကမြုပ်ပင်မီတာ900ကျော်600လောက်ကိုပစ်စီထောက်ကြရင်ထွက်မကောက်ရေတော့ဘူး။ ဒီလာကူယန်နေနိခင်ပိုင်မာဝေအိနဲ့လာချက်သေးတယ်။အေတုံကမြုပ်ပင်မီတာတထောင်လောက်မှာကြက်တာ။တထောက်ရတယ်ပြီးတော့မနစ်ကနေမစင်းလင်းရေလောက်ရင်းတဲ့တထောက်ထက်ရတယ်။လက်နက်ခဲရတွေပဲပါတာပါဟု၎င်းကဆက်ပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တဒင်း नौ တရင်ကတော့တူတူလေးပဲပြောပြမယ်အပဒိတ်တည်မို့နော်မကွေတိုင်းမိမှုခရိုင်ငဖေမြုပ်နေထဲမှာရှိတဲ့ နေရီကန်စခန်းကုန်းချီကိုအပီးတက်အလုံးစုံတင်ပိတ်ခဲ့ပြီလို့သိရှိရပါတယ်။စစ်မှုထမ်းတပ်သားတွေအများကြီးလက်နက်ချခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီစခွေဘက်မှဘေးနေရောက်ဖမ်းဆီးထားတာလဲ။ဘေးနှကောင်တေးတာလဲ။လက်နက်ခဲရမလောက်ရတာလဲဆိုတာကတော့တရင်မထောက်ပြန်သေးပါဘူး။ဒီတရင်ကတော့96 soldier PDF ကောင်းဆောင်တွေကပြောဆိုထားတဲ့တရင်မှဖြစ်ပါတယ်။ AA တပ်ဖွဲ့တွေကလည်းတရင်မထောက်ပြန်သေးပါဘူး။ AA တပ်တွေကတရင်အပြည့်အစုံထောက်ပြန်တဲ့အချိန်မှာ ။တရင်အပြည့်အစုံကိုနောက်မှနောက်ထပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အော်တိုဘာလာ15ရက်နေ့ရဲ့မနက်ပိုင်းအထူးတင်ကားတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး CDM ဘူဂျီလင်းထက်အောင်ပြောသွားတဲ့စကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်။စိတ်ဝင်စားခြင်းတော့စိတ်ဝင်စားလို့ရတဲ့အခြေအနေပါပဲ။ဒါပေမဲ့တချို့တွေကပြောမယ်ဒါတွေကမင်းတို့ကဒါတွေထိုင်ပြောနေတာမင်းတို့အရေးပါလို့လားဆိုရင်တော့အခုလက်ရှိအခြေအနေကတော့သူတို့ဘက်က ပါဝါကဘလူကသားနေလေသူတို့ဘက်ကအခြေအနေကဘာလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားနေတယ်ဘာလို့လဲဆိုတော့ရန်သူရဲ့အခင်းအကျင်းရန်သူရဲ့လုံပုံကိုင်းမှုရန်သူရဲ့နိုင်ငံရေးရန်သူရဲ့စီရေးကဘလူအခြေအနေမျိုးရှိတယ်ဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားနေတယ်အရင်တော့ဆိုရင်တော့ကျွန်တော်တို့စိတ်ဝင်စားကြမလို့ကိုပေါ့ကိုလုတ်ကိုလုတ်ပြီးတော့ရန်သူရဲ့ခြေလံကိုစောင့်ကြည့်နေရကျွန်တော်ကတော့ဖြစ်နိုင်ခြေတွေကိုသုံးသက်ကြည့်တယ်ဆိုပေမဲ့အာနာလက်ဝဲကင်ထားတဲ့သူတွေအတွက်ကတော့သူတို့လုတ်ချင်တမရလည်းလုတ်သွားနိုင်တာပဲဒီကောင်းနေစီမှာဥပဒေတွေပါတယ်ဘာမှ ရှိတာမဟုတ်ဘူးဗျာအခြေခံဥပဒေကိုတော့ကျော်လွန်ပြီးတော့အာဏာသိမ်းထားတဲ့သူတွေဖြစ်တဲ့ဒီကောင်လုတ်ဒီကောင်တွေလုတ်ချင်ဘာမှမဆိုဖြစ်လာဖြစ်အောင်လုပ်မဲ့သဘောမှရှိပါတယ်ဘသူ့ဘုံမှာလည်း view size ဆရာအခြေအနေမှာမရှိဘူးအဲ့တော့သူတို့လုတ်ချင်ရင်လည်းတားမဲ့သူလည်းရှိမှလည်းမဟုတ်ဘူးဗျာအဲ့တော့ရွေးကောက်ပွဲအလွန်မှာပေါ်ပေါက်လာမဲ့ယာရုနေရာတွေမှာလည်းရက်ဖက်မှဆိုရက်ဖက်မှဆိုရင်တမရဒုသမရနှစ်နေရာလွတ်တော်ဥက္ကလနှစ်နေရာနဲ့ပြည်တော်စုအဆင့်ယာရုနေရာတွေလည်းရှိတယ်တပ်ပတ်မှဆိုလည်းတက်ချုပ်ဒူးချုပ်ညှိနှိုင်းကိုယ်ကယ်ရေးမှုနဲ့ထိတ်တန့်ယာရုအပြောင်းရှိတွေလည်းထပ်ပြီးတော့ဖြစ်လာဖို့ရှိတယ် တော့တမလာရာလူအတွက်ကတော့မင်းအောင်လိုက်နဲ့ခင်ကြီးကအများအမြင်မှာပြိုင်တယ်လို့ဖြစ်နေတယ်ဆိုရင်ပဲတယောက်နဲ့တယောက်ကလည်းတိုင်ပင်ထားပြီးတာလားဒါမှမဟုတ်ပွဲပြီးမှမင်းစဉ်ကြီးကပြီးတော့နေကြမှာလားဆိုတာကတော့သူတို့ပဲသိမယ်ဗျာအဲ့တော့ကျွန်တော်ကတော့စစ်တပ်ရဲ့အကြောင်းသိတာတော့ဒီကောင်တွေ plan တစ်ခုခုကိုတေချာချထားပြီလို့တော့ထင်တယ်ဖဲသမားစကားနဲ့ပြောရရင်တော့ရွေးကောက်ပွဲအလွန်မှာဖြစ်လာမယ်တရားမဝင်အစိုးရအတွက်ဒီကောင်တွေအချင်းချင်းကလပ်ပန်ချိုးပြီးွားကြီးကတော့တေချာတယ်လို့ကျွန်တော်ကတော့သုံးသပ်မိအခုကရန်သူက ခြေလမ်းကိုခက်တက်တက်လှမ်းလာတာဖြစ်တယ်လေရန်သူဘက်ကခြေလမ်းတွေကိုကျွန်တော်တို့တိကြားဖို့လိုတယ်မြင်သားဖို့လိုတယ်အဲခြေလမ်းတွေကငါတို့ကတော်လိုင်းမှာဘယ်နေရာကနေပြီးတော့ဘလို့အားကောင်းအောင်လုပ်လဲဆိုရဲအဖြေတွေကလည်းကျွန်တော်တို့အားလုံးရဲ့ခေါင်းထဲမှာရှိဖို့လိုတယ် data မှန်တယ်တုံးသက်တာတွေကျွန်တော်လည်းခံတယ်ဟိုပင်ရက်ကွက်ကအခြေအနေတွေကိုအမေးဆုံးကြည့်နေဖို့လိုတယ်ဒါမှန်ပဲပုတ်ပုတ်ဆတ်ဆတ်နေလို့မရဘူးကေဒါဆွင်တော့နောက်ဗီဒီယိုကိုတင်းမြတ်ပြောသွားတဲ့စကားကိုချက်လောက်နှ ಾಸ င်ကြည့်အောင်ဒီလိုချိန်တော့မှာကျွန်တော်တို့ဟာကဘာကြီးနဲ့စာလို့ရှိရင် နွားချီရကွတာတာပဲရှိတဲ့နိုင်ငံငယ်လေးထဲမှနေပြီးတော့ပလောက်ဝကိုသူပိုင်တဲ့နယ်ငါပိုင်တဲ့နယ်ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာကချင်ဆပ်စတိတ်ရှိတဲ့မရှိတဲ့ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာဝရီပလောက်တွေကိုအခွင့်အရေးပေးတဲ့မပေးတဲ့ဆိုတာမျိုးတွေကိုပဲရှီတန်းတင်အငင်းပွားနေကြပြီးတော့တကက်အာနာရှင်စစ်စစ်တကက်ဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်သူစစ်စစ်ဖြစ်တဲ့ဆေးအာနာရှင်တွေကိုတိုက်ဖို့မေ့နေမယ်လစ်လူရှူထားမယ်သူတို့ကိုအခွင့်သာအောင်ခွင့်ပြုထားမယ်ဆိုလို့ရှိရင် သားစဉ်မြေဆက်ဖာဖြစ်ကုန်ရပါလိမ့်မယ်ကျွန်ဖြစ်ကုန်ရပါလိမ့်မယ်လူမျိုးပေါင်းစုံပြည်သူလူထုကြီးကနေမွေးလာသမျှသားတွေသမီးတွေဟာစစ်အုပ်စုအတွက်ကျွန်နေလို့လှုပ်လှုပ်ပေးကြရမယ်သူတွေဖြစ်လာကြပါလိမ့်မယ်အဲ့ဒီသားသမီးတွေဟာစစ်အုပ်စုကတနက်ပြစ်ကျင့်လက်တက်ဆမ်းဖို့မွေးလာကြတဲ့သူတွေဖြစ်ကုန်ကြပါလိမ့်မယ်ခင်ဗျားတို့ကျွန်တော်တို့အခုရင်ဆိုင်ရတဲ့အန်ဒီဟာအဲ့ဒါလောက်အထိကြီးမားပါတယ်ဒါတွေကိုတင်စားချက်အနေနဲ့ပြောနေတာမဟုတ်ပါဘူး တကယ်လက်တွေဖြစ်နေတဲ့အရာတွေပါတကယ်လက်တွေဆက်ပြီးတော့ပို့ပြီးတော့ဆွဆူဝါဝါဖြစ်လာအောင်မဲ့အရာတွေပါကို့ ID နဲ့ပတ်သက်တဲ့နိုင်ငံရေးကို့လူမျိုးနဲ့ပတ်သက်တဲ့နိုင်ငံရေးကို့ပြည်နယ်နဲ့ပတ်သက်တဲ့နိုင်ငံရေးကိုလုံးဝမေ့ပြစ်လိုက်ကြပါအပြီးပိုင်ဆွတ်လွတ်လိုက်ကြပါလို့ကျွန်တော်မပြောပါဘူးအဲ့ဒါလို့ပြောလို့လည်းကျွန်တော်စကားကိုနားထောင်ကြမှာမဟုတ်ပါဘူး ဒါတွေကိုဒီချိန်မှာရှေ့ရမ်းမတင်ကြပါနဲ့လို့မြစ်တာရက်ခံနေတာပါဟုတ်တယ်လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာလူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုကြည့်ပြီးတော့တယောက်ချင်းစီရဲ့ကိုကျိုးတစုတစ်ဖွဲ့ရဲ့ကိုကျိုးလူမျိုးစုတစုချင်းရဲ့ကိုကျိုးတွေကိုခਿੱတနောက်တန်းပို့ထားကြပါအားလုံးကအနစ်နာခံစိတ်မွေးပြီးတော့စီလုံးညီညွတ်ကြပါလို့တိုက်တွန်းနေတာဖြစ်ပါတယ်ကိုချင်းချင်းပြဿနာတွေကိုချင်းချင်းမကြေလည်မှုတွေကိုအရင်ရှေ့တန်းတင်အငင်းပွားနေကြလို့မညီညွတ်နိုင်ပါဘူး တပ်ပေါင်းစုမဖွဲ့နိုင်ကြဘူးဆိုလို့ရှိရင်ဒီဒီချိန်မှာကျွန်တော်တို့ရှုံးပါလိမ့်မယ်ဒီဒီချိန်ရှုံးရင်အနည်းဆုံး2 90ကြာပါမယ်အားလုံးလူလူကငါတော့အနစ်နာခံတယ်အနစ်နာခံပြီးစီးလုံးကြီးမျိုးရရအောင်တိဆောက်မယ်သုခာမတော့ကကြာမှာပါလူဆိုတာကိုယ့်ဘက်ကနာတယ်လို့အမြဲထင်တတ်ကြပါတယ်အဲ့လိုစိတ်ထားမျိုးတွေရှိနေကြတဲ့အတွက်ငါကအနစ်နာခံ ပေါင်းမယ်လို့စိတ်ကိုနှိမ့်ချထားမှသာတကယ်တကယ်မှာဒန်းတူဆွေးနေနိုင်လောက်တဲ့အဆင့်လောက်ကိုပဲရောက်နိုင်ကြမှာပါသဘောထားကြီးကြီး ရင်ခွင်ကျဲကျဲအမြင်ကျဲကျဲထားပြီးတော့ပြည်သူလူထုအတွက်ငါတို့အနစ်နာခံလိုက်မယ်ဆိုတော့စိတ်ထားနဲ့စီးလုံးညီညွတ်ရေးတိစောက်နိုင်ပါလားဒီတော်လိုင်းရေးအောင်မြင်နိုင်ပါပါဒီတနည်းပဲရှိပါတယ်တခြားနည်းမရှိပါဘူးကျွန်တော်တို့ပြည်သူတွေနာလှပါတယ်ကျွန်တော်တို့သားသမီးတွေတူတူမတွေနစ်နာလှပါပြီအဲ့ဒါတကယ်အမှန်တရားပါတခါတလေမှတကယ်နစ်နစ်နာနာခံစားနေရတဲ့အမှန်တရားကိုပက်ပက်ဆက်ဆက်ထောက်ပြမှသာနှလုံးသားတဲ့စိတ်ဝင်တတ်တာမို့လို့ဒဲ့ပဲပြောပါမယ်ရိုင်းသွားရင်ခွန့်လွတ်ပါ ခမားတို့ကျွန်တော်တို့သာသမီညီမြစ်တွေဖာမဖြစ်ဖို့ကျုံမဖြစ်ဖို့အတွက်အားလုံးညီညွတ်ကြရမယ်အချိန်ညီညွတ်ကိုညီညွတ်ကြရမယ်အချိန်ကိုရောက်နေပါပြီကျွန်တော်တို့တော်လှန်ရေးဖက်ကလူတွေကလက်နက်ခဲယမ်းတွေမရှိလို့လားတပ်ပေါင်းစုတွေမဖွဲ့ချင်ဘူးလားအဲ့ဒီကခုအမေးရှာရှိတယ်တော်လှန်ရေးခေါင်းဆောင်တွေတည်တည်ချာချာစဉ်းစားရင်တော့တပ်ပေါင်းစုကတော့ဖွဲ့တည်ပြီး တပ်ပေါင်းစုကိုဖိနိုင်တော့လက်နက်ခေရန်တွေတဲ့ဒီထက်သူတို့ကလုံလောက်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။အာနာရှင်တွေကအခုတနိုင်ငိုင်လုံးလေရင်နဲ့ချတော့မှသူမချဖို့တဲ့ချင်းပီနေတော်မှဒီနေ့ဆိုရင်၃ခါလောက်ချတယ်။တွန်းစားမတပီချတယ်။ချင်းတက်တွေလည်းမင်းတို့ထိုင်တာကြပြီ။လောက်တင်တာကမလောက်ဝဲနဲ့လူချင်းတာကမင်းတို့ကလောက်နေလို့အခုစစ်ကောင်စီစစ်ခွေးတွေကမင်းတို့ကိုလာကြေးတော့မှလူတာထက်လောက်တင်တာကိုလောက်ချဒီတိုင်းတပ်ပေါင်းစုမဖိနိုင်ကြရင်တော့ ထူစင်ဖွင့်နိုင်ကြရင်တော့ကျွန်တော်တို့ပြည်သူတွေတအားနာပါပြည်သူတွေလည်းခန္ဓာလေးတစ်ကြိုပြီးပြည်သူတွေနာမည်ထိမဲ့ပါညာပြောစရာမလိုတော့ဘူးချက်ချင်းရောက်ပြီးခန္ဓာလူတွေကလေးတစ်ကြိုခံနေကြပြီအခုချိန်မှာတော့တကယ်ပြတ်သားဖို့လိုပြီကျွန်တော်အမြင်ပြောတာပါကြည့်ဒါဆိုရင်တော့ no video ဘူဒိုဇိုရဲ့တရောစာတစ်ချက်လောက်နားဆင်ကြည့်အောင်ဒီနေ့ရွေးချယ်ထားတဲ့တရောစာလေးနာမည်ကတော့ကျွန်းဆက်လို့ကျွန်းဆက်ပြီးထားပါလေနားဆင်ကြည့်ကြအောင်ပါဗျာကျွန်းဆက် မာပြည်ကို ကွဋ်တရုတ်သိမ်းသွားပြီမအားလာလုံးလိုက်မှဗမာပြည်ဟာ ကွဋ်တရုတ်ကထဆိုထထိုင်းဆိုထိုင်းရတဲ့ဘဝလုံးဝရောက်သွားပြီမအားလာဟာသူ့ထိုင်းကုံအာနာတင်းရဲ့ရေးအတွက်တိုင်းပြည်ကို ကွဋ်တရုတ်လက်ထဲထိုးအပ်လိုက်ပြီကွဋ်တရုတ်ဟာဗမာမျိုးတွေမြစ်တွေတောင်တွေပင်လယ်တွေတရံဇာတတွေအကုန်လုံးစိတ်ကြိုက်ချဲလဲခြင်းတို့ချဲလဲလုံနိုင်ဖို့အတွက် မအားလာကိုလူမိုက်မွေးလိုက်ပြီတိုင်းပြည်လွတ်လပ်ရေးကိုကာကွယ်ဗမဲ့ကြွေးကြော်နေတဲ့ဗမာတပ်မတော်ကြီးဆိုတာဟာလေကွေးတီးကိုအကျိုးစီးပွားကို အသက်ပေးကာကွယ်ကြမဲ့တပ်မတော်တွေဖြစ်သွားပြီဗမာပြည်ကြီးဟာလေစနစ်တကျချက်စီးခံထားရပြီလူတွေရဲ့စိတ်ဓာတ်တွေအသေးအတွေးအခေါ်တွေအမှုအကျင့်တွေအားလုံးနှိမ့်ကြသွားအောင်အချိန်ယူပြီးဖြည့်ဆည်းခံထားရပြီမစည်းလုံးမညီညွတ်အောင် အချင်းချင်းသွေးကွဲအောင်အမုန်းတွေအာဃာတတွေအုံမြင့်ချခံထားရသည်အကျိုးစီးပွားလောဘအတွက်ဆိုဘာနှစ်ခုတိုက်တူးရဲအောင်အိမ်ပြည်ကိုတောင်းရုံးစာရဲအောင်ငွေဆက်အသွင်းခံထားရပြီပြီမအားလာဟာကွတ္တယအာကိုနဲ့ကွတ္တယရဲ့စောဘွားအဆင့်နဲ့ပဲတိုင်းပြည်အာဏာကိုဆက်လက်ချုပ်ကင်ဖို့လုပ်နေတယ်အဲ့လိုလုပ်နိုင်ဖို့မအားလာဟာ ကွေးတရိုးကသူ့ကိုလူမိုက်မွေးတယ်လို့သူကလည်းလူမိုက်ပြီးပြန်မွေးလာပြီရက်တွေရွာတွေမြို့တွေနယ်တွေဤနယ်တွေမှာဆိုင်းရလက်နဲ့ကင်အဖွဲလူမိုက်တွေဤဆိုးကြတော့မယ်ရက်ွက်တွေလမ်းတွေမှာတောင်းလမ်းမတော်ဖိုးတုပ်လို့လူမိုက်တွေတရေဝင်မိုက်ခွင့်ရတော့မယ်ဥပဒေဆိုတာတနက်ပြောင်းဝဖြစ်တော့မယ်ဆိုင်းရလက်နဲ့ကင်တွေကဗဇက်ကဥပဒေ မအားလာဟာဥကိုသာမဆန့်ကျင် မတော်လှန်နဲ့ကျန်တာကြိုက်တာလို့ဆိုပြီးအပေးအယူလုပ်တော်မယ်ဗမာပြည်ကိုအပိုင်းအပိုင်းအထစ်ထစ်ခွဲပြီးလက်နဲ့နဲ့အုပ်ချုပ်ကြတော်မယ်အနေစာအချောင်နဲ့လူတစုနဲ့ဒုက္ခပင်လေဝေမဲ့ဤသူလူတို့လူဒန်းစားနှစ်ခုက စင်းရဲချမ်းသာအယံဝါဟဝါကြတော်မယ်အဲ့ဒါမအားလာအခုရှောက်နေတဲ့လမ်းပဲ အားအလာချီတက်တီဆောင်မဲ့နေကျစ်စပွဲဗမာပြည်ဟာအဲ့ဒါပဲမအားလာကိုထောက်ခံတဲ့ကောင်တွေဥပုံအားပေးတဲ့ကောင်တွေမအားလာလမ်းကမှာ နီးတယ်လို့ထင်တဲ့မအားလာလမ်းနီးကောင်တွေအကုန်လုံးမင်းတို့အားလုံးဟာလဲဗမာပြည်ကြီးကိုပွတ်တရုတ်ကျွန်ဖြစ်ရခြင်းရဲ့တရားခံတွေကြီးပဲယေရှုတင်ပါလေကျွန်ဆက်လို့အမိရပါလေဘုရောဆုံးပါအယံမှန်တယ်ကွာ ကောင်းလိုက်တဲ့တရားစကွာကေဒါဆွေနော်နော်ဗီဒီယိုဇိုဘိုဟင်းကိုထောင်ထဲပူပြီးနောက်ပိုင်းမှာအာချောင်းနေတဲ့အပသားသမီးတွေကိုတတိပေးလိုက်တဲ့ခွေးမင်းသားကြီးတစ်ချက်လုံးနာစင်ကြည့်အောင်လက်ချိုးရည်လို့ရတဲ့သင်ပေါ်ကြော်ကြားခြင်းနဲ့ဒီပုဂ္ဂိုလ်တချို့ယာရုအာနာအတွက်လုပ်နေတဲ့လူပုဂ္ဂိုလ်တချို့ဝေကြီးအတွက်လုပ်နေတဲ့လူပုဂ္ဂိုလ်တချို့တိဖို့ပြောတာရှင်းမဇော်ဖုံးကြီးကိစ္စဖြစ်ခဲ့ကျွန်တော်တို့အဖေဖရာတကာကြီးကိုစော်ကားခြင်းတိုင်းစော်ကားတယ် တက်မတော်ဒါအရာရှိစစ်တီကိုစော်ကားကျင်တိုင်းစော်ကားတယ်အဲ့ဖြစ်စင်မှာကျွန်တော်မင်းသားကြီးထွက်လာတယ်အဲ့ချိန်မှာကျွန်တော်ခုနပြောတဲ့လက်ချိုးရီလိုရတဲ့လူစုစော်ဘုံကြီးအကြောင်းကိုတစ်စက်မှမဟာပါဘူးနော်တစ်စက်မှမဟာပါဘူးဒါတနေ့ကရှိရန်ရှိလူပြည်တွေတိဖို့ပြောတာမင်းသားကြီးကဘာကြောင့်ပျောက်နေလဲဆိုတော့မင်းသားကြီးပြောပြောနေကြစကားဖားနဲ့ငါချင်နေကြရင်ကိုယ်ရည်မင်းသားကြီးကဒါကြောင့်ဖားနဲ့ငါကိုခွဲနေဒီဒီ violence ကိစ္စတိုင်းတိပြည်တိကဘာတိဖြစ်ခဲ့တယ်။ဘုရားရဲ့ဂုံတော်တရားရဲ့ဂုံတော်တန်ခါရဲ့ဂုံတော်ကိုစော်ကားခြင်းတိုင်းစော်ကားတယ်။ဒါကိုသက်ဆိုင်ရာရေ violence နဲ့ပတ်သက်တဲ့သူတွေကိုအေးအေးယူဆောင်ရမှုတွေလုပ်နေ။ဒါပြန်အဲ့ဖြစ်ခဲ့တဲ့ဒီ violence ကိစ္စမှာကျွန်တော်ကပြောတဲ့လူပစုနော်ဖုံးပြီးခြင်းတိုင်းဖုံးပြီးတယ်။ကိုကိုတိုင်းပြည်နဲ့အမျိုးဘာသာတန်တာကိုချစ်ပါတယ်ဆိုတဲ့လူတွေကိုကိုတက်မတော်ကိုချစ်ပါတယ်ဆိုတဲ့လူတွေအဲ့လူပစုနော်ဖုံးပြီးခြင်းတိုင်း ထုံးဖိဒါပေမဲ့အဲ့လူတွေရဲ့ကဲစိတ်ရင်းအမှန်နဲ့ချက်တိချက်တွေကိုတိုင်းတိပြီးဒီကဘာတိဖြစ်သွားတယ်အဲ့လူတွေကယနေ့ချိန်ထိမသိသေးဘူးဘာကြောင့်လဲဆိုတော့တို့တို့ထင်ပေါ်ကျော်ကြားတယ်လို့ထင်နေတော့တို့တို့တို့အချိန်ဝါရှိတယ်လို့ထင်နေတော့ဒါပေမဲ့မင်းသားကြီးကမင်းသားကြီးတဲ့အားနဲ့ကဖွင့်နေတော့နာမည်တက်ပြောလို့ရတယ်နော်မင်းသားကြီးကပြောလေပြောလို့ရခွေတာတိတ်နဲ့ပြစ်စုံပါတော့တိပြီးတော့အနာဂတ်ကိုမသိဘဲနဲ့ဆရာကြီးဆရာမကြီးကြီးမလုပ်ကြဘူး တင်းနဲ့ပစ္စုပန်လာကိုတိပြုံးနော်အနာကက်ကိုမတိပြဲနဲ့ဆရာကြီးဆရာမကြီးတွေမလုပ်ကြနဲ့ဘုရားရှင်ရဲ့သာသနာကိုပြည့်ရည်ဘူးမစော်ကားနဲ့ကျွန်တော်အဖေဘုရားတကာကြီးကိုပြည့်ရည်ဘူးဘုရားတကာကြီးရဲ့ဖေးတဲ့ဘုရားရှင်ရဲ့သာသနာကိုပြည့်ရည်ဘူးစော်ကားမယ်ကျွန်တော်အဖေဘုရားတကာကြီးကိုပြည့်ရည်ဘူးစော်ကားမယ်ဆိုရင်အိုးဘုရားတဲ့လောကကြီးကနေထွက်ခွာတင့်တဲ့လူကြီးလောကကြီးနေထွက်ခွာသွားကြမယ်ထောင်ထဲရောက်တဲ့လူကြီးထောင်ထဲရောက်သွားကြမယ်ခွေးရုပ်ပေါက်တဲ့လူကြီးခွေးရုပ်ပေါက်သွားကြမယ် ဒါတကယ်ဖြစ်လာမယ်အကြောင်းတရားတွေ What ငမေဟင်ကိုထောင်ချက်နိုင်လို့အာချောင်းနေတဲ့ခွေမင်းတာကြီးဖြစ်ပါတယ်ဒီခွေကောင်ကငဒူးလှိုင်ကဘိုးမတဲ့ကောင်အမျိုးပါတာတာတနာကိုစိုးကားတဲ့လူတွေကိုလည်းသူကထောင်ချက်မှာဖျားသခင်အဘအကြီးကိုလည်းစိုးကားတဲ့ကောင်တွေကိုလည်းထောင်ချက်မှာအဲ့ဒါကြောင့်အဘရဲ့တလန်ဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။အဲ့ဒါကြောင့်စခွေးလိုဘီတွေကအခုချိန်မှာအဘအကူမစိုးရေးကြတော့ဘူး။ဒီကောင်ကငဒူးလှိုင်ရဲ့ဘိုးကူမတယ်ဆိုတော့ ဘောမမီဒီယာကိုကိုဆောင်ကြည့်နေတာပေါ့ကွာဘသူကမမလဲဆိုတော့ကိုဘသူကထောင်ထဲမှာချက်မလဲဆိုတော့ကိုဆောင်ကြည့်နေတာဖြစ်ပါတယ်ဒါပေမဲ့အားပေးတယ်အချင်းချင်းအဲ့လိုမျိုးကြိတ်ချက်နောက်ဆုံးသူတော်နာမည်တွေလည်းပြောအဘကုဆိုကရင်တခါထဲထောင်ထဲမှာချက်ပစ်လိုက်ဟုတ်ပြီနော်ဟုတ်ကဲ့ပါတုံးချင်းတော့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမ යි ကိုစိတ်ချပါ I love you all God bless you all thank you for your time